Hollywood. Akon. Yeah, yeah, yeah. အားလုံးပဲမင်္ဂလာပါဒီချိန်စနေဖြစ်ပါတယ်ဒီနေ့ရှင်းပြပေးမှာက great do သင်ချာအခန်းနှစ်မှာပါတယ်အချိန်နဲ့ကြာတော့အချိန်အခန်းပဲဖြစ်ပါတယ်ဒီခန်းမှာပါတဲ့나이ချီနီးလေးတွေ나이အီတွက်နီးလေးတွေကိုကလေးလေးတွေက အချိန်အတော်ကြာနားမလဲဒီဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မမေတို့ကအခုတီချင်တင်ပေးတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မှတသားမမီလေးတွေကိုပြန်ပြီးတော့မှရှင်းပြဖို့ရှင်းပြနိုင်ဖို့မျှော်လင့်ပါတယ်နော်ဟုတ်ပြီအရင်ဆုံးတီချေကကြပြားလေးနဲ့စာမယ်အဲ့တော့ဒီအခန်းကိုမတင်ခင်မှာကလေးလေးတွေကိုဒီကြပြားလေးကိုနှုတ်ကနေအလို့ရဖို့အတွက်အရင်ဆုံးတင်ပေးမယ်ကြပြားကလေးကတိုးတော်မြားလေးဟာနာယီလက်တံပါရှည်တော်မြားကလေးမိနစ်တန်လို့ပေး မိနစ်လက်တံတစ်စိပ်၍တမိနစ်လို့မှတ်ပါဟိတပတ်ပြည့်အောင်လေရင်ကွယ်60မိနစ်မှတ်ပါမယ်ဟုတ်ပြီအဲ့ဒီကြပြားလေးကို ကလေးတို့ကိုရအောင်လို့မမေတို့ကအရင်ဆုံးတက်ခိုင်းမယ်ပေါ့နော်မှတ်ခိုင်းမယ်ဒီကြပြားလေးကိုရပြီဆိုရင်တော့အခုတီချယ်ဆက်တင်မယ်ပုံလေးကိုနားလဲလွယ်သွားလိမ့်မယ်ပေါ့ပုံထဲမှာလက်တံလေးနှစ်ခုကိုကလေးတို့တွေ့ရမယ် လက်တံအတူကလေးကတော့နာယီကိုညွန်ပြတာဖြစ်ပြီးတော့လက်တံအရှိလေးကတော့မိနစ်ကိုညွန်ပြတာဖြစ်တယ်လက်တံအရှိကလေးကတစ်စက်နဲ့မှညွန်ပြနေပြီးတော့မှလက်တံအတူကလေးက၃ကိုညွန်ပြနေတဲ့အတွက်ဒီပုံမှာဆိုလို့ရှိရင်နာယီက၃နာရီဖြစ်တယ်လို့တို့တွေသတ်မှတ်မယ်တကယ်လို့များလက်တံအတူကလေးက၃ကိုညွန်ပြနေတာမဟုတ်ဘဲနဲ့နှစ်ကိုညွန်ပြနေတယ်ဆိုလို့ရှိရင်လည်း၂နာရီတစ်ကိုညွန်ပြနေတယ်ဆိုရင် တက်နိုင်မီနီလက်တန်လေးကတော့အဆက်နှစ်မှာပဲရှိရမှာပေါ့နော်အဲ့တော့လက်တန်အတူလေးက1ကိုညွန်ပြနေတနာ yı 2ကိုညွန်ပြနေနှစ်နာရီလက်တန်အရှိကတော့ဆက်နှစ်မှာပဲရှိရမယ်ဒါကတော့နာရီကြီးကြီးပေါ့ဟုတ်ပြီအဲ့တော့ဒိုးတွေကလက်တန်အရှိလေးနဲ့ပတ်သက်ပြီးတော့မှဆက်တင်မယ်အဲ့တော့လက်တန်အရှိလေးနဲ့ပတ်သက်ပြီးတော့မှဆက်တင်မယ်ဆိုတော့လက်တန်အရှိလေးကဘာကိုညွန်ပြတာလဲမီနစ်ကိုညွန်ပြတာဟုတ်ပြီမီနစ်ကိုဘယ်လိုပုံစံမျိုးနဲ့သူကညွန်ပြတာလဲမီနစ်ကို လက်ရာဘက်ကိုဝိုင်းပြီးတော့မှတစ်ချက်ချင်းစီသွားပြီးတော့မှညွန်ပြရဘလို့တစ်ချက်ချင်းလဲဆိုရင် စနစ်ကနေတစ်ချာမှာအစိတ်သေးသေးလေးတွေ၅စိတ်ရှိရဲဟုတ်ပြီနော်အဲ့တော့စနစ်ကနေပြီးတော့မှနောက်အစိတ်သေးသေးလေးတစ်စိတ်ကိုရောက်သွားတိုင်းတို့တွေက10မိနစ်ရှိရဲလို့10မိနစ်ရှိရဲလို့မှတ်ကြမယ်ဟုတ်ပြီနော်အဲ့တော့10မိနစ်ရှိရဲလို့မှတ်ကြမှာဖြစ်တဲ့အတွက်စနစ်ကနေပြီးတော့တစ်ကိုရောက်သွားတဲ့အချိန်မှာတို့တွေက9မိနစ်ရှိရလို့ မှတ်ကြမယ်တစ်ကနေပြီးတော့နှစ်ကိုရောက်သွားတယ်ဟောနောက်ထပ်အစိတ်ကလေး၅စိတ်ကိုထပ်ဖြတ်ပြီးသွားပြီအဲ့ဆိုရင်တို့တွေက7မိနစ်ရှိရဲ့လို့မှတ်ကြမယ်နှစ်ကနေ3ကိုရောက်သွားရင်တော့15မိနစ်3ကနေ4ကိုရောက်သွားရင်တော့20မိနစ်နာရီလက်တန်လေးဟာမိနစ်လက်တန်လေးဟာညာဘက်ကို အစင်လိုက်အတိုင်းလေးရေရှားသွားမယ်ဟုတ်ပြီနော်အဲ့တော့တို့တွေမိနစ်ကိုရည်ထွက်ကြည့်အောင်9 10 15 20 25 30 အဲ့ပုံစံအတိုင်းအတိုင်းမိနစ်ကရွေးရှားသွားမယ်။အဲ့တော့ဆီယမကကြီးမငါးရီလက်တန်က၃ပုံညွန်ပြပြီးတော့မိနစ်လက်တန်က၁နှစ်ကိုညွန်ပြထားလို့ဆီယမက၃နာရီလို့ပြောတယ်ဆိုပေမဲ့တကယ်လို့များမိနစ်လက်တန်လေးက၁နှစ်မှာ၁နှစ်မှာမရှိတော့ဘဲနဲ့မိနစ်လက်တန်လေးကတကယ်လို့များ 6မှာရှိနေတယ်ဆိုပါစို့ဟုတ်ပြီအဲ့တော့မင်းနီလက်တန်လေးက6မှာရှိနေတယ်ဆိုလို့ရှင်တို့တွေရည်တွက်မဲ့나이ပုံစံသည်မင်း나이ကလေးက3ပုံညွှန်ပြနေတာဖြစ်လို့3나이မင်းနီလက်တန်လေးက6ပုံညွှန်ပြနေတယ်ဒါကြောင့်မလို့တို့တွေစနစ်ကနေမိနစ်ပြန်ရည်တွက်မယ်တစ်ကိုရောက်ရင်9မိနစ်နှစ်ကိုရောက်ရင်10မိနစ်3ကိုရောက်ရင်15မိနစ်4ကိုရောက်ရင်20မိနစ်5ကိုရောက်ရင်25မိနစ်6ကိုရောက်ရင်30မိနစ်အဲ့ဒါဆိုရင်တို့တွေရဲ့나이ဒီ3나이နဲ့ 30မိနစ်ခလေးတို့ကိုတဆင်နေတဆင်နေအဲ့လိုပုံစံလေးနဲ့ရည်ရွက်ခိုင်းမယ်ဟုတ်ပြီနော်အဲ့တော့တကယ်လို့များတို့တွေရဲ့မိနစ်လက်တန်လေးဟာ6ကိုပြနေတာမဟုတ်ဘဲနဲ့သုံးပါပဲထပ်ပြီးတော့မှညွန်ပြနေတယ်ဆိုပါစို့အဲ့ဒါဆိုလို့ရှင်တို့တွေကထပ်ပြီးညွတ်မယ်။နိုင်လက်တန်ကလေးကသုံးမှပြနေရဖြစ်တဲ့အတွက်သုံးနိုင်ပဲ။ဒါပေမဲ့မိနစ်တန်လေးက ုံးကိုညွန်ပြနေတာဖြစ်တဲ့အတွက်စနစ်ကပဲပြန်ဆပြီးတော့မှရည်တွက်မယ်5မိနစ်10မိနစ်15မိနစ်အဲ့ဒါဆိုရင် တို့တွေရဲ့အဖြေသည်3နာရီနဲ့15မိနစ်ဒီတက်တယ်မလား နိုင်လေးကြည့်တက်သွားပြီဆိုလို့ရှိရင် dashboard မှာရှိတဲ့ဖက်စာအုပ်ထဲကပုံလေးကိုတိုးတွေတစ်ချက်ကြည့်ရအောင်အဲ့တော့ပုံထဲမှာဆိုလို့ရှိရင်စုစုနဲ့သူ့အမေရဲ့တရက်တာဆိုပြီးတော့မှနိုင်ပုံလေး၃ခုကိုကလေးတို့ကိုပြထားတယ်အဲ့တော့ပထမပုံကလေးကကြတော့စုစုနဲ့သူ့အမေအိမ်ကနေစထွက်တဲ့အချိန်အဲ့ဒီမှာတော့အရှိမတင်ထားတဲ့အတိုင်းပဲလက်တန်အတူနိုင်လက်တန်လေးကကိုယ့်ကိုပြပြီးတော့မှမိနစ်လက်တန်လေးကစနစ်ကိုပြရတယ်အဲ့တော့ဆိုရင်တို့တွေကဘယ်နာရီလို့မှတ်မှာလဲ9နာရီလို့မှတ်မယ်ဟုတ်ပြီနောက်ထပ် ပုံမှာကြတော့ဈေးရောက်တဲ့အချိန်ဟုတ်ပြီဈေးရောက်ချိန်မှာကြတော့နိုင်လက်တန်အတိုလေးကဒီမိနစ်နိုင်လက်တန်လေးကကိုကိုပြပြီးတော့မိနစ်လက်တန်လေးကကြတော့နှစ်ကိုပြထားတယ်အဲ့တော့ဆိုစောစောတော့ကိုးနိုင်မဟုတ်တော့ဘူးဘလောက်ကြာသွားလဲတို့တွေတွေ့ရတော့မယ်ဟုတ်ပြီဘလောက်ကြာသွားလဲတက်ဖို့ဆိုရင်တို့တွေစသွားတဲ့ဒီစနစ်ကနေပြီးတော့မှရောက်နေတဲ့နှစ်အထိဘယ်နှမိနစ်ရှိမလဲဆိုတာကိုတို့တွေရည်တွက်မှာပေါ့အဲ့တော့စနစ်ကနေတက်ဆိုရင်9မိနစ် တက်ကနေနှစ်ဆိုရင်9မိနစ်စနစ်ကနေနှစ်ထိအဆိုရင်9 30 10မိနစ်ဖြစ်မှာပေါ့အဲ့တော့အဖေဒီ9နာရီနဲ့10မိနစ်နာရီလက်တန်အတူလေးက9မိနစ်နာရီလက်တန်အရှိမိနစ်လက်တန်လေးက10မိနစ်အနှစ်ကိုပြထားတာဖြစ်တဲ့အတွက်9နာရီနဲ့10မိနစ်ဟုတ်ပြီဈေးဝယ်ပြီးတဲ့အချိန်ကိုတို့တွေကြည့်ရအောင်ဈေးဝယ်ပြီးတဲ့အချိန်မှာကျတော့နာရီလက်တန်ကလေးက30ကိုပြပြီးတော့မှမိနစ်လက်တန်လေးက32ကိုပြထားတယ်တို့တွေအဲ့ ဲ့လိုပြထားတာလေးဆိုလို့ရှင်ဘယ်နာရီလို့ရည်တွက်မလဲအဲ့တော့9နာရီကနေပြီးတော့မှနှစ်ကို9နာရီနဲ့10မိနစ်ကနေပြီးတော့မှစနစ်ကိုတစ်ပတ်ပြန်လဲသွားတာပေါ့အဲ့တော့ဝယ်ပြီးသွားတဲ့အချိန်ကတော့ကလေးတို့ပုံလေးကြည်ရနဲ့တန်းပြီးတော့ပြောနိုင်မယ်ပေါ့နော်9နာရီနဲ့10မိနစ်ကနေသွားလိုက်တာဘယ်အချိန်မှာပြီးသွားလဲဆိုလို့ရှင်10နာရီမှာပြီးသွားတယ်ဒါပေမဲ့ကလေးတို့ဆက်စဉ်းစားရမှာရှိသေးတယ် ဆက်စဉ်းစားမယ့်အပိုင်းတွေကိုဆရာမနောက်ထပ်ဗီဒီယိုတွေမှာထပ်ရှင်းပြပေးမယ်နော်ကျေးဇူးပါဗီဒီယိုလေးကိုစောင့်ကြည့်မယ်ဆိုရင်တော့ teacher page လေးကို like and follow လေးလုပ်ပေးပါဦးနော်ကျေးဇူးပါရှင်